သူတို့ဘာပောက်ကြရတွေပြောင်းမလဲမသိနိုင်ဘူးကွာပြောင်းမလဲကိုကြီးတင်ရွှေလက်ရောက်มาပြောင်းမော်ကွာငါတို့ကတော့ပတ်စံရပြီပဲလीဟုတ်တာပဲလာငါတို့ပြင်ပြန်သွားရအောင်ဒါနဲ့ဖို့ထုတို့အုံရောက်နေအပင်ရောက်ကနေထွက်လာခဲ့ကြတယ်ဒါမင်းခြေလဲပနံလဲမှာမလန်းလိုက်ရခင်သူတို့လည်းဒီမှာ gain လာတဲ့ပိနေသီးတွေကချက်ချင်းပြောင်းအောင်ပြေပြောင်းသွားပြီးသူတို့ကိုပြားတွေဝိုင်းထုတ်ကြတယ်ဟာပြားတွေပြားတွေပါလား ဖိုတူတို့လည်းသူ့လက်ပေါ်မှာရှိနေတဲ့ပြောင်းဟုန်ကြီးတွေကိုအောက်ကိုပြစ်ချလိုက်ပြီးအဲ့ညာနဲ့အမြန်ကြေးကြတယ်ဒီလိုနဲ့ပဲသူ့အမိပေးတဲ့ပစ္စည်း900နဲ့တူအချုံမဝယ်ဖို့အတွက်လမ်းတက်ကဆိုင်ကိုရောက်လာခဲ့တော်တယ်တုပ်ဘောကအဲ့ဒီမျိုးအချုံမတထုတ်ပြအဲ့ဒီရဲ့ချင်း တရားစားကလေးလေးတယောက်ကသူ့စီမှာလာပြီးတောင်းတော့တယ်။ကိုကြီးရဲ့တောင်းကိုပတ်စံလေးနဲ့လောက်ပေးပါအောင်။ဒါဘိုက်စာလိုပါ။ဟာဒါနဲ့တုပ်ပေါ်လေးတနာသွားတယ်။ရွက်ညင်နေ။200မင်းယူလိုက်။ငါမင်းကိုပေး။ဟွန်း200ရဲလား။ဒီကေကြီးမှ200ရဲနဲ့ဘာလို့လို့ရမှာလဲဗျ။အောက်မှာ200လဲ200ပဲကွာ။ဒီ200တော့နော်။ငါစားမယ်နေရာနေမင်းကိုပေးရတာ။စေတနာမစော်ကားနဲ့။ ကျွန်တော်တောင်လေအခုတက်ပတ်စံပိုးရှိတယ်ဘာစားကြံလဲပြောကျွန်တော်ဝယ်ကြည့်မှာကျွန်တော်တရက်ဝင်ငွေက3000ရှိအခုတော့ကျွန်တော်လို3000ရှိလားပြောဘာမင်းတရက်ဝင်ငွေက3000ဟုတ်လားဟုတ်တယ်ကဲကြာကျွန်တော်ရဲ့တန်ဖိုးရှိရဲ့ချိန်တွေကိုအကုန်နဲ့တူစကားပြောရင်းနဲ့အကုန်မခံနိုင်ဘူး iPhone 17 Pro မဲ့ဝယ်ဖို့အတွက်ပတ်စံရှာလိုက်အောင်မေဗျာဟင်ငါတော့ Huawei ဖုန်းလေးကိုင်းနေရတာကြားလာပြီ သထောင်စားလေးထွက်သွားပြီးတော့တုပ်ပုံးစိတ်ထဲမှာသထောင်စားတော်တရက်ဝင်ဝင်၃တောင်းရှိငါ့မှာတရက်ဝင်ဝင်တစ်ကျပ်တောင်မရှိအဲ့လိုတွေးမိတော့တုပ်ပုံးတယောက်တင်ငယ်သွားတော့တယ်ငါဘာလုပ်ရမလဲဒါလို့အမေတွေကနေစားနေလို့ဖြစ်တော့ဘူးငါတခုကိုလောက်ရမယ်အဲ့ဒီရဲ့ချင်းမုတ်ဆိုင်ပိုင်းရှင်အန်နီမျိုးကဟဲ့တုပ်ပုံးမိမာတွေအဲ့လောက်တွေးနေရလေဒီမှာအကျုံမုတ်ဟာဒါနဲ့အကျုံမုတ်ကိုယူလို့ရွာလဲနှင်းကိုပြန်ထွက်လာခဲ့တော့တယ် ူဘောတရားစိတ်တက်ကြပြီးရှောက်လာနေရဆိုတော့ငပိန်ကမမြင်မဲကြော်သွားလိုက်ပြီးတော့ငပိန်ကဟာဟဲ့အောင်တူဘောမင်းကငါ့ကိုတွေ့တာတော့မမြင်ချင်အောင်ဆောင်းသွားတယ်ပေါ့ဟုတ်လားအဲ့တော့မှတူဘောလေးငပိန်ကိုတွေ့သွားတယ်။အော်ငပိန်ငါမင်းကိုမမြင်တာပါကွာမမြင်ချင်အောင်ဆောင်းတာမဟုတ်ပါဘူး။ဟာငါတယောက်လုံးမမြင်အောင်ဘာရီများတွေးပြီးတော့ရှောက်နေရတော့ကွာတော်ပေါ်လေးတပြင်းတစ်ချက်ချလိုက်တယ်မမီစမ်းမနိုင်ငပိန်ဟာ ငါတကယ်မင်းကိုပြန်ပြောဖို့အားမရှိဘူးကွအမေထူးထူးဆန်းဆန်းဘာလဲပြောပါဦးဟမ်မင်းဘာဖြစ်တာလဲဆိုတာငါ့ကိုပြောပြလေငါမှပတ်စံမရှိလို့ကွဘာများလဲလို့ကွပတ်စံမရှိတာများငါမှလည်းမရှိဘူးလေငါတို့လိုရွယ်တော်တော်များများပတ်စံမရှိကြပါဘူးကွမင်းရလေအဲ့ဒါထုံးစံမင်းဟောင်းအခုမှဘာထဖြစ်တာလဲမဟုတ်ဘူးကွရှိရသူမှရှိဟမ်ဘသူလဲဟာငါတို့ရွာတော့ဟုတ်မယ်မတင်ဘူးငါတို့ရွာပဲကွ ငပင်ကလည်းအံ့ဩသွားသည်ငါတို့ရွာဟုတ်လားဘသူလဲဖိုးထူးလားမိဝိုင်းမလားမဟုတ်ဘူးရွာထဲမှာလိုက်တောင်းစားနေရတဲ့တောင်းစားလေးအာမင်းရလေးတောင်းစားနဲ့ကိုယ့်ကိုရှင်းမိညာစိတ်တက်ကြနေသည်ဟာမင်းရလေးသူဆိုတရက်ကိုကိုပိုင်ဝင်ဝင်သူ့အနေသူရှိတယ်ကွဒါမင်းကမှမရှိဘူးလေကွာသူကဘလောက်တော်များဝင်လို့လေကွာတရက်ကို3000တောင်ဝင်တာကွာ3000ငပင်ကလည်းအံ့ဩသွားသည် ထကျန်းလာကြည်လားအဲ့ဒါကြောင့်ငါစိတ်တဲကြနေတာပေါ့ငါဒီရွယ်တော်ရောက်နေပြီကိုတဲ့ငယ်လေးကလေးလောက်တော့ပတ်စံမရှိဘူးမဟုတ်ဆိုလည်းအမေပတ်စံနဲ့စားနေရတယ်ကစားစရာဆိုလည်းအမေပတ်စံနဲ့ဝယ်ရတယ်ဒါဆိုငါမှငါတို့နှစ်ယောက်ပတ်စံရနိုင်မှုအတွက်အကြံတစ်ခုရှိတယ်တော့ဘွားကလည်းအားတက်သွားတယ်ဘာကြံလဲကွဒီလိုကွငါတို့ရွာထဲမှာမျက်လက်ဆရာတယောက်စိုက်သွားတယ်မျက်လက်သိမင်ရှိရသိတယ်မလားအင်းသိရလေ ရောင်တော့ပြပိုင်းရမလားအဲ့ဒါဘာဖြစ်လို့လဲဟမ်အေးဟုတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဒလုံကွာဒလုံနဲ့ငပိန်လေးလမ်းလေကောင်မှာဇက်ချောင်းပြန်ပြီးပြောပြတော့တယ်တရဲငပိန်တရောင်းလေပြီးမှလေးကြပေါက်နေပြည်ပန်းညိုရွယ်ကူးနေတော့တကြီးတပည့်ဘိုးကြီးနဲ့ကိုတင်ရှင်နေအောင်သူ့အနာရောက်လာကြတယ်တကြီးတပည့်ဘိုးကြီးကဟဲ့ငပိန်မင်းကစွန်စားရရကြီးကြိုက်တယ်မလား ဟာကျိန်တာဗောဗျာကိုကြီးဖိုးရလေငါတော့မယုံပါဘူးကွာဘာဖြစ်လို့မယုံတာလဲဗျာကိုကြီးတင်ရွှေရကျွန်တော်တို့ဖွဲ့ဘလို့စဉ်းစားထားလဲဆိုတာဒီရွာထဲမှာပြန်မကြောက်ဘူးလားဗျကြားတာပဲဒါပေမဲ့အဲ့အရာတွေကကိုကိုယ်တိုင်မြင်ရတာမဟုတ်တော့ယုံမှုခက်တယ်လीမင်းကတကယ်စွန်စားရတာကြိုက်တယ်ဆိုရင်ငါတို့လောက်ခိုင်းတာတခုလောက်ပေးမလားဩလက်စတက်တော့ကျွန်တော်ကိုခိုင်းကျင်လို့စကန္နာလာထုတ်နေကြတာကိုဗျမဟုတ်ပါဘူးကွာ မင်းနေငယ်စွန်းသားရတာကြိုက်မကြိုက်သိကြလို့ပါကွာဘလို့လဲဟမ်ငါတို့ကမင်းကိုလည်းကမစွန်းသားခိုက်မအောင်တရားတန်ကြီးပြီးမှာပါကွာအမေဘလောက်များပြီးမှာမလို့လေညကိုကြီးတင်ရွှေရ9000ပြီးမှာကွာ9000ဟာဒါဆိုရင်တော့ပိုတောင်စိတ်ဝင်စားတာပေါ့ဗျာပြောပါဦးညဘာစွန်းသားရမှာလဲမင်းငါတို့ရွာတွေကမျက်လည်းတက်ပြီးအောင်သိတယ်မလားသိတယ်လीညဒါလောက်နေမဲ့ကြီးတဲ့ပြီကြိုက်တယ်ဒီခုလို့ရတယ်လीဝူး မင်းအဲ့ဒီပင်မှာအတီးသွားခုဘူးလားမခုဘူးပါဘူးဗျာဒါမဲ့အတီးတွေကခုပြီးနောက်ပိုင်းအတီးမဟုတ်ဘူးတဲ့ပောက်ကရတွေဖြစ်ဖြစ်တဲ့အကြောင်းတော့သိတယ်ဗျအေးဟုတ်တယ်ငါတို့မင်းကိုစွန့်စားခိုင်းမယ်ဆိုတော့အဲ့ဒီကိစ္စပဲအဲ့ဒီပင်ကအတီးနှလုံးမင်းခူးလာပြရမယ်ဘာအတီးနေနေရတယ်မယ်တာပေါ့ဗျာစွန့်စားရနေတော့မတူခုပင်မှာအပြောမကြည့်နဲ့တော့ကောင်းနေအဲ့ဒီပင်အကြောင်းမင်းမသိသေးလို့ကွာနောက်ပြီး ငါတို့တခြားဘင်ဟာအသီးရင်နဲ့ဂျင်းလာသေးဘူးမကြိုးစားနဲ့တော့အဲ့ဒီဘင်ဟာအသီးကအဲ့ဒီမျက်လေဆရာရဲ့ရုပ်စတစ်ကပါမယ်ငါတို့သိငပိန်ပါဗျအိမ်မလုပ်ဘူးအတီးပဲလုပ်တာလိုဂျင်နဲ့အသီးအရေအတွက်တိုင်းရအောင်ခူးပေးမယ်ငါးတောင်းတော့ပြင်ထားလိုက်ဗျာငပိန်လေးဇာကြောင်းပြန်လာဟုရက်လိုက်တော့ရင်သူတို့ကဘာလို့ဖို့အဲ့ဒီဘင်ဟာအသီးကိုခူးရရလဲကွာအဲ့ဒါတော့ငါတို့နဲ့လည်းမဆိုင်ပါဘူး ငါတို့ကိစ္စအတိခုပြီးရင်သွားပြေးအောင်မယ်။ပြီးရင်သူတို့ပြီးမဲ့ပတ်စံကိုတယောက်တစ်ဝက်စီခွဲယူကြတာပေါ့ကွာ။အဲ့ဒီအချိန်သူတို့စကားပြောနေတဲ့နာကိုဖို့ထုရောက်လာတယ်။ဘာဒီတယောက်တစ်ဝက်စီခွဲယူကြမလို့လဲကွာ။ငါလည်းပါမယ်လေကွာ။မင်းပါမယ်ဆိုရင်တော့ပါလို့ရတယ်နော်။ဝေစုကိုတော့ခွဲပြေးလို့မရအောင်ကွာ။အောက်မှာငါလည်းမင်းတို့ဝေစုကိုစိတ်ဝင်စားပါဦးကွာ။ငါစိတ်ဝင်စားတာအဲ့ဒီမျက်လက်တစ်ပင်ကိုပဲကွာ။ဟမ်။ရတယ်ဖို့ထု။ အလုံးစင်ပြင်းတော့မင်းကိုလည်းမှုတ်ကြည့်မှာပါငါတို့ကအဲ့လိုမမျှမတာမလုပ်ပါဘူးအေးပါအဲ့ဒါကိုထားလိုက်ပါအခုငါတို့အဲ့ဒီတစ်ပင်ကိုသွားကြတော့မလားဟမ်ကြာသလားလို့အခုသွားမယ်ကွာလာဒါနဲ့ဖိုးထရိုးတုံရောင်မျက်လင်းတစ်ပင်ကိုထွက်လာခဲ့ကြတယ်မြလဲသိပင်ကိုရောက်မှာတော့အပင်မှာပိနေသည့်အသီးနှရာကိုတွေ့လိုက်ရသည် ဒီပင်ပဲကွာမျက်လက်သစ်ပင်ဆိုတာငါကြားမှုလာတော့အဲ့ဒီပင်ကမျက်လက်ဆိုင်မဟုတ်ရင်ခုလို့မရဘူးတဲ့ခုပြီးခဏနေအသီးတွေကနေပောက်ကြရတွေရှောက်ပြောင်းသွားတာတဲ့အလက်ကားပါကွာသူများတွေမကွာ၆တဲ့သဘောရေအဲ့လိုဆိုရင်တော့တော်သေးတာပေါ့ကွာဒါနဲ့ငါတို့ဘလို့ခူးကြမလဲအပင်မတကူးရမှာပေါ့ကွာငါတို့ကတကြူလဲပါတာမှမဟုတ်တာဒါနဲ့ငပိန်လဲပြောပြောဆိုဆိုအပင်မတက်မယ်လို့တော့အပင်မကနေသူတို့တက်เสียမလို့ပဲ ်ပိန်နေသည့်တုံလုံးကြွေကြလာတယ်။ဟာမိုက်လာကြည်လား။ငါတို့ခိုးကြတာမလို့ကြွေကြလာတယ်ဆိုတော့ဒါနဲ့တုတ်ပေါ်လေပိန်နေသည့်တွေကိုကောက်ပြီးတယောက်တလုံးပြေးလိုက်တယ်။ဟာမြန်လိုက်တာ။ဟောယောဟောယောလားကွာ။မဟုတ်စရာဘာရှိလဲကွာ။အခုငါတို့လက်ထောင်ရောက်နေပြီပဲဟောက်။ငါတို့ခဏတော့စောင့်ကြည့်နေတယ်ထင်နော်။သူတို့ဘာပေါက်ခရရပြောင်းမလဲမသိနိုင်ဘူးကွာပြောင်းမလဲကိုကြီးတင်ရွှေလက်ရောက်มาပြောင်းမော်ကွာငါတို့ကတော့ပတ်စံရပြီပဲလी ဟုတ်တာပဲ။လာ။ငါတို့ပြင်ပြန်သွားရအောင်။ဒါနဲ့ဖိုးထုတို့အုံရောက်နေအပင်ရောက်ကနေထွက်လာခဲ့ကြတယ်။ဒါပေမဲ့ခြေလဲပနံလဲမှာမလန်းလိုက်ရခင်သူတို့လက်ထဲမှာကင်လာတဲ့ပိန်းတဲ့သီးတွေကချက်ချင်းပြောင်းအောင်ပြေပြောင်းသွားပြီးသူတို့ကိုပြားတွေဝိုင်းထုတ်ကြတယ်။ဟာ။ပြားတွေ။ပြားတွေပါလား။ဖိုးထုတို့လည်းသူတို့လက်ပေါ်မှာရှိနေတဲ့ပြောင်းအောင်ကြီးတွေကိုအောက်ကိုဖြစ်ချလိုက်ပြီးအဲ့နေရာနေ လိုနဲ့သူတို့တည်းပြင်းရင်နဲ့ငပိန်ကိုရောက်လာတဲ့အခါမှာဖိုးသူဟာအာနားလိုက်တာကွာမင်းတို့ကောင်းနေအဲ့ဒါကြောင့်မစင်မချင်းမလုပ်ပါနဲ့လို့ဆိုတော့ငါလဲသူများတွေရှောက်ပြန်တဲ့ကောလဟာလာလို့ပဲထင်တာကိုကငါတို့ကင်ထားတော့ပိန်နေသေးပါဘလို့ဖြစ်လို့တစ်ပင်အောင်ကနေထွက်မှပြောင်းအောင်ဖြစ်သွားရလဲမသိဘူးအော်တော်ဖို့ရေမျက်လေတစ်ပင်မှာဆိုမှမင်းရလေဟမ်ဒါလို့ဆိုမဖြစ်ဘူး ငါတို့နောက်တစ်ခေါက်သွားရင်နည်းနည်းပြင်ဆင်ထားရမယ်။ဟာမင်းကဒီလောက်ခံခဲ့ရတာတော့နောက်တစ်ခေါက်သွားအောင်မလုပ်လားကွ။သွားမှာပေါ့ဟာငါတို့ပတ်စံကဒီပင်ပေါ်မှာငူတည်နေတာ။အေးဟုတ်တယ်။ထပ်သွားအောင်မိုက်ကွ။ဘာလဲ။မင်းကမလိုက်ဘူးလား။မင်းတို့သွားရင်တော့ငါလဲလိုက်မှာပေါ့။ဒါနဲ့ဒီတကောက်ငါတို့အကာအကွယ်လေးတွေယူပြီးတော့သွားရမယ်ကွ။အေးဟုတ်တယ်။ငါတို့မျက်နှာကိုတခုခုနဲ့ကာပြီးတော့သွားရမယ်။အခုတကောက်ကပြားဆိုပေမဲ့နောက်တကောက်ကမွေလဲဖြစ်နိုင်နေဟာ။ ငက်ပညာမင်းပြောလိုက်မှပြင်ငါလန့်အောင်လန့်လာပြီမလန့်ပါနဲ့ကွာအစိုးဆုံးကိုကြိုတွေးထားမှအကောင်းဆုံးရင်းဆိုင်နိုင်မှာပေါ့ဒါနဲ့ငါတို့မျက်နှာကိုကာလို့ရမယ်ဥပမာဒယ်နီအိုးဖုန်းလို့ဒိုင်းကမျိုးနဲ့တွားရမှာဒါဆိုထိလိုက်ရတယ်မလားငက်ပညာအေးဟုတ်တယ်ရတယ်မင်းတို့အိမ်မပြန်ချနေတော့ငါတို့ခုပဲထိယူပြီးတော့ထတ်သွားကြမယ်ဒါနဲ့ဖိုးထူးတို့တတိတယောက်ထိတလန့်စီနေမြန်လေးသိပြင်နာကိုထွက်လာခဲ့ တပင်ရောက်ကိုရောက်မှာတော့ခொနကသီးနေတဲ့ပိန်းနေသီးရဲ့နေရာမှာမန္တကသီးရဲ့သီးနေရာကိုမြင်လိုက်ရတော့တယ်။ဟာခொနကနေပိန်းနေသီးသီးနေအောင်ခုကမန္တကမင်းပြောင်းသွားပြီ။ကဲအားလုံးစင်းနေဖြစ်ရင်ထီးတွေဖွင့်လိုက်တော့။ဒါနဲ့ဖိုထူတို့တတွေလေးထီးတွေဖွင့်လိုက်ကြ ड़ी ။တတိကမှာလဲခொနကလိုအပင်ပေါ်ကနေမန္တကသီးတုံးတုံးပြုတ်ကြလာ ड़ी ။မင်္ဂလာသီးတွေကိုချက်ချင်းပဲကောက်လိုက်ကြပြီ။ဖိုထူက ငါတို့ခဏလောက်ဒီသမီးအောင်မှနေသေးတယ်နော်ဒါမှခုနကလို့ရုံးသုံးမနဲ့မပြေးရမှာအေးဟုတ်ပြီငါတို့ခဏနေကြတာပေါ့ဒါနဲ့သူတို့ကသစ်ပင်အောင်မှခဏနေလိုက်ကြတယ်ဒါပေမဲ့အတီးကနေဘာမှပောက်ကြရတယ်မပြောင်းသွားတာဆိုတော့ငပင်ဟာဟိုကိုကြီးတင်ရွှေတို့တောင်ဒီလာယူဖို့ပြောရမလို့ဖြစ်နေပြီဟာဒီလာယူခိုင်းမှာတော့သူတို့ကမင်းကိုပတ်စံပြီးခိုင်းမှာမလားငပင်ဟာဟမ်ဒါတော့နေပြီးရတော့မှဘာမှမပြောင်းဘူးဆိုရင် မပြောင်းလို့လို့နေမှာပေါ့ကွာသွားကြတာပေါ့ဒါနဲ့ဖိုးထူးတို့လည်းတစ်မင်အောင်ကနေထွက်လိုက်ကြတယ်သူတို့တစ်မင်အောင်ကနေထွက်သွားတဲ့အချိန်မှာသူတို့လက်ထက်ကမင်္ဂလာသီးတွေကတိုက်ချက်တွေဖြေပြားမှာပြီးသူတို့တွေကိုဝိုင်းခွတ်ကြတော့တယ်ပြည့်ဟေးပြည့်ပြည့်ခொနဲ့ကပြားစာမိပြီအခုကြက်စာပါမိနေမှာဖိုးထူးတို့လည်းရုတ်တရက်ဆိုတော့လန့်သွားကြပြီးတီးရင်နေကြကြပြီမိကာမြတော့တဲ့အစုံထွက်ပြေးလာကြတယ် ဓလုံနဲ့အသီးများတဲ့ပြင်ထပ်ပြေးလာရပြီးဖိုးဒူတို့တတွေငပိတ်ရဲ့အိမ်ကိုပြန်ရောက်လာကြပြန်နေမဟုတ်သေးပါဘူးအဲ့ဒီမြက်လက်စရာလေးသူတယောက်တည်းပဲခုလို့ရမယ်ပင်ဆိုရင်လေသူ့အိမ်ထဲမှာပဲစိုက်ပါလို့လားကွာငါတို့အခုဘယ်လိုလုပ်ကြမလဲငပိတ်ငါတို့အတီးခုလို့မရရင်ပတ်စံလည်းရတော့မှာမဟုတ်ဘူးကွာနေအောင်အဲ့ဒီပင်ကဟုတ်ပြီငါကြံရပြီဒီကြံကိုငါဘာလို့မစဉ်းစားမိတာပါလဲငါကြံလင်းငပိတ်อ่ะ ဒီလိုလေကွာငါတို့အဲ့ဒီမျက်လေးစီကမျက်နာပုံကိုဆွဲပြီးငါတို့မျက်နာမှာကတ်လိုက်မယ်ဆိုရင်ဘာမှဖြစ်တော့တော့မလားအပြင်ကနေသူ့စီအားဆိုပြီးပေါက်ကရီရှာပြောင်းပြင်မှာမဟုတ်ဘူးအေးဟုတ်ပါဒါမဲ့ပုံကဘယ်သူဆွဲမှလဲကွာဟာမင်းဆွဲရမှာပေါ့ဖိုတူကငါတို့တွေမှာမင်းကလူပုံဆွဲတာအတူဆုံးပဲလေကွာအဲ့တော့မင်းဆွဲလိုက်မျက်နာမှတ်မိတယ်မလားအေးမှတ်မိတယ်သူလေမျက်လေးဆရာရဲ့မျက်နှာပုံသူသုံးခုဆွဲလိုက်တယ် ဟာဖို့တူမိမကြီးကတော်တော်တူလာပဲကွတူလေလုံမနေနဲ့လာသွားကြစို့တော်ကြခဏနေကြရင်ညနေစောင်းပြီးတော့မိုးကြုံလာတော့မှာကွဟုတ်တယ်မမောင်ငင်သွားကြစို့ဒါနဲ့သူတို့တတီမျက်နှာပေါင်းကိုစီနေမျက်လေတက်ပြင်ဟာကိုသွားကြပြန်နေမျက်လေတက်ပြင်ကိုအရောက်မှာမကလာသီးတွေကနေကျဲကောသီးတွေတီးနေရကိုမြင်လိုက်ရတော့တယ် တို့ရောက်တာနဲ့ထုံးစံအတိုင်းအတီးတုံးတို့မြေမြေမုံပြုတ်ကြလာပြီအဲ့ဒီချိန်ကပိန်ကဟဲ့နိဒီမကြည့်ခုနကကငါတို့ခုနဲ့မာဂလာဒီမရောပိန်နေဒီမောင်အခုလို့မျက်လက်ဆိုင်ရင်မျက်နှာစတစ်ကာမပါဘူးလीအခုကျွဲကောဒီမှာပါတယ်ကွအေးကွာဟုတ်တယ်နော်ဒါဆိုဒီတကမပြောင်းတော့ဘူးနေမှာဟိုပြောင်းမပြောင်းသိအောင်ငါတို့အပင်ရောက်ကနေထွက်ကြည့်ကြတာပေါ့ဟမ်ဒါနဲ့ဖိုးထူးတော့လေအပင်ရောက်ကနေထွက်ကြည့်လိုက်ကြတယ်ဒီလိုနဲ့ သူတို့တွေခြေလမ်းတွေများကြီးလှမ်းကြည့်လိုက်ကြတယ်။ခြေလမ်းတွေအများကြီးလှမ်းပြီးရွာတွေကိုရောက်လာတဲ့အထိအသီးတွေကအသီးတိုင်းဖြစ်နေတာကိုတွေ့လိုက်ကြတော့တယ်။အဲ့ဒီအချိန်ကပင်ကဟာဟိုမှာကိုကြီးတင်ရွှေလာနေပြီကွာ။တင်ရွှေနဲ့ဖိုးရင်းလေးဖိုးထုတ်အောင်လာအောင်ရောက်လာတယ်။ဟာငပိန်းတို့ဖိုးထုတ်တော့ပါလား။ မင်းတို့မျက်နှာကိုဘာလို့ဒီလိုကြီးအုပ်ထားကြတာလဲကွ။အဲ့ဒါကြီးမမေးပါနဲ့ဗျာ။တမကိုကြီးတင်ရွှေတို့ပြောတဲ့အတိုင်းကျွန်တော်တို့အတိကိုရအောင်လို့ယူလာခဲ့ပြီးပြီပဲဗျ။ဟင်မင်းတို့တွေအတိရလာပြီလားကွ။ဟုတ်တယ်ရလာပြီဗျ။ကျွန်တော်ကိုပေးမဲ့ပြောထားတဲ့ပတ်စံပြီးတော့လေဗျာ။နေပါအောင်ကွ။ငါပြောထားတဲ့စတစ်ကာကိုပိုင်ရလား။ဒါနဲ့ငါပင်လေမျက်လေးဆရာရဲ့စတစ်ကာကိုပြလိုက်တယ်။ဟာဟုတ်တယ်ဟာ။ဒီကောင်းနေဒီကေရအောင်ယူလာပါပဲ။ ဒါနဲ့တင်ရွှေနဲ့ပတ်စံ၅တောင်းဖိုးထူးတို့ပေးလိုက်ရတယ်တင်ရွှေဟာဟင်သုံးလုံးပေးလေကွာဟာဘာသုံးလုံးလဲဗျနှလုံးလို့ပြောထားပြီးသားလေညာလာမညင်းနဲ့ဒီတန်းကကျွန်တော်စားဖို့ဗျကဲသွားလိုက်ဦးမယ်ပြို့သွားလိုက်ဦးမယ်အေးသွားတော့ကွာနောက်ရကြမှာအတွေ့အကြုံလေးတွေလာမေးဦးမယ်ငပင်းကြီးဟမ်ဒါနဲ့ဖိုးထူးတို့တူတူပတ်စံ၅တောင်းယူလို့ကျဲကောဒီတလုံးနဲ့အတူပြန်လာခဲ့ကြတယ်